အားလုံးပဲကျေးဇူးတော်မင်္ဂလာပါတစ်ချိန်လုံးကကျွန်တော်ဆူတောင်းခြင်းနဲ့ပတ်သက်ပြီး post တစ်ခုရေးဘူးတယ်အဲ့တော့အဲ့ဒီ post အောက်မှာ church plan လုပ်နေတဲ့ဆရာတယောက်က comment လာမဲ့နေအေမင်းတို့ဆူပဲတောင်းနေလိုက်တဲ့ဘာမှမလုပ်နေတော့အဲ့တော့ဒီ comment ကိုကျွန်တော်ဖတ်ရတဲ့အချိန်မှာယုံကြည်သူထဲမှာပင်လေဆူတောင်းခြင်းနဲ့ပတ်သက်ပြီးယုံကြည်နားလည်လက်ခံထားတာမတူညီကြဘူးဆိုတာကိုတတိထားမိလိုက်တယ်တကယ်လို့ဆူတောင်းခြင်းကဘုရားခင်ကိုးစားခြင်းရဲ့အတက်တည်ဖြစ်တယ် ဆုတောင်းခြင်းဆိုတာကိုယ်အမှုရာကိုထတော်ဖျားတန်အံ့နိုင်ခြင်းဖြစ်တယ်။ဆုတောင်းခြင်းဆိုတာဘုရားခင်နဲ့မိထာတာဖွဲ့ခြင်းဖြစ်တဲ့အတွက်ဒါမျိုးလှုပ်တာမားတယ်ဒါမျိုးဒါမျိုးလှုပ်တာမပြည့်စုံဘူးဒါမျိုးလှုပ်တာလိုအပ်နေသေးတယ်လို့မြင်စရာအကြောင်းမရှိဘူးလို့နားလည်ရ။အဲ့တော့ဆုတောင်းခြင်းနဲ့ပတ်သက်လာရင်ကျွန်တော်တို့မှာအခြေအနေနှစ်ခုရှိ။နံပါတ်၁တော့တချို့သောအခြေအနေတွေကြတော့ကိုယ်အမှုရာကိုထတော်ဖျားတန်ဆက်ကအနံဆုတောင်းပြီးမှဘုရားခင်ပေးတဲ့ဉာဏ်စွမ်းဘုရားခင်ပေးတဲ့ ကိုယ်စွမ်းနေနဲ့စူးစမ်းလှုပ်ဆောင်လို့ရတဲ့အခြေအနေတွေရှိတယ်။ဆူလဲတောင်းမယ်၊စူးစမ်းပြီးလဲလှုပ်ဆောင်မယ်။ဒါပေမဲ့တချို့သောအခြေအနေတွေကြတော့ကိုယ်လုံနိုင်စရာဘာမှမရှိတော့လုံလဲမလုံနိုင်တော့လုံမဲ့အခြေအနေမရှိတော့တတ်လဲမတတ်နိုင်တော့ဖယားမတပါကုညီနိုင်မဲ့သူလှုပ်ဆောင်ပေးမဲ့သူမရှိတော့တဲ့အခြေမျိုးမှာတောင်းတဲ့ဆူတောင်းခြင်းကြတော့အရန်ကိုလေးလေးနက်နက်ဖြစ်သွားဖယားမတပါအခြားသောအရာ မရှိတော့ဘူးဆိုတဲ့လောဘ တရားရာဂိုင်တို့အဖြစ်ကိုးစားမျှော်လင့်ပြီးဆုတောင်းခြင်းမျိုးဖြစ်သွားပြီအဲ့လိုအခါမျိုးမှာတော့အဲ့ဒီဆုတောင်းခြင်းဟာလေးလေးနက်နက်ကို ဖြစ်လာတဲ့ဘောမှာရှိဒါကြောင့်ဆလံခန်းကြီး64ပိုင်းရဲ့တဲ့70မှာညီဝတ်စွာနေကြလော့ငါဒီဘုရားခင်ဖြစ်တယ်ဟုတ်တိမှတ်ကြလော့လူမျိုးတို့တွေငါအိမ်ပုံပွင့်မယ်ညီဝတ်လက်နေရဲဆိုတဲ့အသေးပဲကို့အမှုရာကိုထာဝရဘုရားထံအပ်တယ်ဒီအမှုရာကိုဘုရားခင်ကိုယ်တိုင်ကင်တွယ်ဖြစ်ရှင်းမယ်လက်တော်ထင်ရှားမဲ့အချိန်အထိ စောင့်နေတာမျိုးကိုဆူလိုတဲ့တဘောမှာရှိ။ဒါကြောင့်ဆုတောင်းခြင်းဟာတကယ်အလုပ်ဖြစ်သလား။ဖြစ်တယ်။ယုံကြည်သူများစွာရဲ့ဆုတောင်းခြင်းကြောင့်ရတဲ့တသက်တွေ၊တမာကျမ်းစာမှာရှိတဲ့ပုပ်ကိုယ်ရည်ရဲ့ဆုတောင်းခြင်းကြောင့်ရတဲ့တသက်နမိတ်လက္ခဏာတွေအများကြီးပဲဖြစ်တယ်။ကျွန်တော်ဘဝရဲ့အတ္တထဲမှာကြည့်တဲ့အခါမှာလဲဆုတောင်းခြင်းအဖြစ်ရတဲ့တသက်တွေဟာအများကြီးရှိတယ်။ဒါကြောင့်ဆုတောင်းခြင်းဟာအလုပ်ဖြစ်လားအလုပ်ဖြစ်တယ်ဆုတောင်းခြင်းဟာဘယ်တော့မှမမှားဘူးဆုတောင်းခြင်းဟာဘယ်တော့မှအကျိုးမရုပ်ဘူးဆိုတော့နားလေရတယ်။ တော့ဓမ္မချမ်းစာထဲမှာဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတက်တည်လေးခုလောက်ကိုဝင်ငါခြင်းနံပါတ်၁တော့မလွဲမရှောင်သာအခြေအနေနဲ့တခါလေမှာကျွန်တော်ရင်ဆိုင်ရတယ်ဒါကိုရှောင်ပြေးလို့လည်းမရတော့ဒါကိုပြုတ်ပြင်းလို့လည်းမရတော့ရင်ကိုရင်ဆိုင်ရတော့မယ်ကြုံကိုကြုံရတော့မယ်ဖြက်ကိုဖြက်ကြော်ရတော့မယ်ဖြေကိုဖြေရှင်းရတော့မယ်အခြေအနေရောက်နေပြီဆိုရင်ဂိတိရှိမဥယျာဉ်မှာတခင်ယေရှုခရစ်တော်ရဲ့ဆုတောင်းခြင်းကိုတည်ရပါ ဲ့ဒီဆူတောင်းခြင်းကအလိုတော်ကိုဝန်ခံနိုင်ဖို့ဆူတောင်းခြင်းဖြစ်ဒုတိယကတော့အခြေအနေတစ်ခုကိုပြောင်းလဲဖို့မဖြစ်နိုင်တော့ဒီအခြေအနေကိုပြုပြင် ပြောင်းလဲဖို့ဘုရားကလွယ်ပြီးမတတ်နိုင်တော့ဒါကြောင့်အခြေအနေကိုမပြောင်းလဲနိုင်တဲ့အတွက်လက်မခံခြင်းနဲ့လက်ခံလိုက်ရတဲ့အတွက်အားငယ်နေတဲ့အခါမျိုးမှာဟာနာရဲ့ဆူတောင်းခြင်းကိုတရားဖို့လိုတယ်ဟာနာရဲ့ဘဝဟာဘုရားဘုရားမှတပါးကူညီနိုင်မဲ့တူဟာနာရဲ့အခြေအနေကိုပြုပြင်ပြောင်းလဲပေးနိုင်မဲ့တူ ဟာနာရဲ့အနာဂတ်ကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့လူဟာဘုရားမှာတပါအခြားတော့မရှိတော့ဒါကြောင့်ဟာနာရဲ့ဆုတောင်းခြင်းတွေကအင်မတန်ကို လေးလေးနက်နက်ဖြစ်တယ်အဲ့ဒီဆုတောင်းခြင်းဟာဟာနာရဲ့အခြေအနေအားလုံးကိုပြုပြင်ပြောင်းလဲသွားစေတယ်တတိယအင်မတန်ကြီးလေးပြီးခက်ခဲတဲ့ကိစ္စတွေအခြေအနေတွေကိုကင်တွယ်ဖြေရှင်းပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အခါမျိုးမှာဘယ်ကနေဘယ်လိုစပြီးကင်တွယ်ရမလဲဘယ်လိုဖြေရှင်းရမလဲဘယ်လိုနီးနားလေးတုံးရမလဲ မတိတော့တဲ့အခြေအနေမျိုးရောက်နေခဲ့တဲ့ဆိုရင်နေမီရဲ့ဆူတောင်းခြင်းကိုကျွန်တော်တို့ဆင်ခြင်မိဖို့လိုတယ်။နေမီဟာဂျေရုရှလင်မြို့ရိုးကိုပြုတ်ပြင်ပြီးလူမျိုးတော်ရဲ့ပျက်စီးယုံရင်းနဲ့ဝိညာဉ်ကြီးရဲ့စိတ်တက်ကစပြုတ်ပြင်ဖို့ဒီအကောင့်တဲကိုစပေါ်ဖို့အတွက်ဆူတောင်းခြင်းနဲ့အစပြုခဲ့တယ်။အဲ့ဒီဆူတောင်းခြင်းဟာဒီအင်မတန်ကြီးလေးတဲ့အမှုကိစ္စအခက်ခဲတဲ့အမှုကိစ္စတွေကိုအစကနေကင်တွယ်ဖြေရှင်းနိုင်အောင်ခွန်အားနဲ့နေလန်းတွေကိုအဲ့ဒီထဲကရတယ် အခွင့်အလမ်းတွေကိုလည်းအဲ့ဒီဆူတောင်းခြင်းတွေကရတယ်လို့နားလည်ရတယ်။ဒါကြောင့်ဘဝမှာကိစ္စရတစ်ခု vision တစ်ခုကိုကင်တွယ်တော့မယ့်အခါမျိုးမှာဘယ်ကနေစမ်းလဲဘယ်လိုကင်တွယ်ရမလဲဘယ်လိုစတင်ရမလဲဆိုတာကိုမသိဘူးဆိုရင်နေမိရဆူတောင်းခြင်းကိုကျွန်တော်တို့ခွန်အားယူလို့ရပါတယ်။နံပါတ်၄ကိုယ်အမျိုးသားချင်းတွေရဲ့တည်ရှိရင်ကြီးမားတဲ့ပြဿနာနဲ့ကြုံတွေ့နေရတဲ့အခါမျိုးမှာဆူတောင်းခြင်းနဲ့အဲ့ဒီပြဿနာတွေကိုဖြေရှင်းခဲ့တဲ့အတ္တတရဲ့ဆူတောင်းခြင်းကိုကျွန်တော်တို့တတိယဖို့လုပ်တယ် ဲ့တော့ဒီဆုတောင်းခြင်းတက်တည်၄ခုစလုံးဟာဖယားမတပါအခြားသောအရာမရှိတော့ဖယားကလွယ်ပြီးကူညီနိုင်တဲ့လူမရှိတော့ဒီအချိန်လေးကိုကူကူနိုင်လဲဘာမှမတတ်နိုင်တော့ဘာမှလည်းမလုပ်နိုင်တော့လုပ်ဖို့လည်းအချိန်မရှိတော့အဲ့ဒီအခါမျိုးမှာဖယားမတပါအခြားမရှိဘူးဆိုတဲ့ဆုတောင်းခြင်းဟာကျွန်တော်အသက်တာထဲမှာအောင်းအောစရာနမိတ်လက္ခဏာတက်တည်နဲ့ဖယားရဲ့လက်တော်ကိုမြင်တွေ့ရမှာဖြစ်တဲ့အတွက်တေးကြတဲ့ဆုတောင်းခြင်းဟာအလုပ်ဖြစ်တယ် ရှုတောင်းခြင်းဟာဘယ်တော့မှအကျိုးမရုပ်ဘူးရှုတောင်းခြင်းဟာဘယ်တော့မှမမှားဘူးဆိုတာလေးကိုဝင်ငှချင်ပါတယ်။ရောက်ချင်းစတဲ့အတွက်နှုတ်ကပတ်တော်ဟာတိဆောက်စရာဖြစ်ပါစေ။